နမောတတဘဂဝတော်အရဟတော်ဓမ္မံတံဘုံတတဒရဏနဲ့2569ခုနှစ်မြန်မာတက္ကရာ1368ခုနှစ်အတွက်မဟာသင်းညာစာဟောစရံကြီးနေဂျိုးအဖွဲ့အစည်းတို့ရဲ့တဘောခရစ်နှစ်2025ခုနှစ်ဧပြီလ13ရက်1386ခုနှစ်နောက်တစ်ခုလဆုပ်တရက်နေ့တနင်္ဂနွေနေ့တည်မဟာတကြံအကျိုးနေ့ဖြစ်ပါလေ ခရစ်နှစ်2025ခုနှစ်ဧပြီလ14ရက်1386ခုနှစ်နောက်တစ်ခုလာဆုံး2ရက်တနင်္လာနေ့မြန်မာစံတော်ချိန်နနက်6:38မိနစ်20တစ်စက္ကန့်အချိန်တွင်မဟာတကြံကြာ၏ခရစ်နှစ်2025ခုနှစ်ဧပြီလ15ရက်1386ခုနှစ်နောက်တစ်ခုလာဆုံး3ရက်အင်္ဂါနေ့ဟာမဟာတကြံအကြက်ရဖြစ်ပါတယ်ခရစ်နှစ်2025ခုနှစ်ဧပြီလ16ရက် 1386ခုနှစ်နှောင်းတပူလဆုပ်၄ရက်ဗုဒ္ဓဖူးနေ့မြန်မာစံတော်ချိန်နနက်10:24မိနစ်၄ဆက်ကအချိန်တွင်မဟာသင်းညာတိုက်ဤထို့ကြောင့်18ရက်၄လ2025ခုနှစ်ကြာစာပတိနေ့နှောင်းတပူလဆန်း၅ရက်နေ့ဟာနှစ်စန်းတရက်နေ့ဖြစ်ပြီးထိုနှစ်အား1386ခုနှစ်ဟုခေါ်တွင်ဇေယီ1386ခုနှစ်တွင်အတာစားသောနေ့မှာဗုဒ္ဓဖူးနေ့ဖြစ်ပြီး တနင်္လာသာသမီများပုတ်ဤဤကမဟာတကြံဟောသည်1389ခုနှစ်အတွင်းလူအများပြုလုပ်စေလိုသည်ကမဟာတကြံကြပြီးနောက်ရက်သို့မဟုတ်နှစ်စန်းတရက်နေမှာဥကောင်စီခြင်းပြုလုပ်ရန်နှင့်မင်္ဂလာအခါယူလိုစေပါ၏ဘုံမှန်ဆိုရင်တော့ဆရာတို့ အဲမဟာတကြံကြပြီး24မိနစ်နဲ့ဒီမှာဆို၄ဆက်ကန့်ကြာရင်ဦးကောင်းစီချင်းပြုလို့လို့ချင်းကံကောင်းစေပါတယ်သို့တော့ဆရာမိတ်ဆွေများယူရလွယ်အောင်နဲ့နှစ်ရအစပထမရဖြစ်တဲ့နှစ်ဆန်းတရက်လေးကိုဆရာကတော့ရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာဒါကြောင့်ဦးကောင်းစီစဉ်လို့ပါတယ်ခင်ဗျာဦးကောင်းစီရခြင်းအကျိုးမှာနံပါတ်1အနာရောဂါကင်းရှင်းခြင်းနံပါတ်2အဆိုးများကိုဖြေဖျောက်ခြင်းနံပါတ်3ဂျိုဆိုးများနဲ့ပါပါဂျူအမြန်များကိုဖယ်ရှားနိုင်ခြင်း နံပါတ်၄တမာရီဝနှကောင်းနှမြတ်များဤမာစဆောက်ရှောက်ရှင်းနံပါတ်၅လိုယာတောင်းစုပြေဝခြင်းစသောကောင်းကျိုးချမ်းသာများကိုရရှိစေသောမင်္ဂလာအခါဖြစ်၏ထို့ကြောင့်ရှေ့မြန်မာပြည်များသည့်ဥကောင်းစီခြင်းမင်္ဂလာပြုလုပ်ကြောင်းကိုလည်းတမိုင်းမှာအထင်ရှားတွေ့နိုင်ပါသည်ရှေ့ဆရာကြီးများရဲ့အဆိုအမိန်များအရာမှာလည်းတာရကများစွာရှိကြောင်းပြောပြလိုပါရခင်ဗျာ ဒါကြောင့်မိဘမိတ်ဆွေများအနေနဲ့ဥကောင်းဆေးချင်းမင်္ဂလာပြုလုပ်ရန်ဆရာအနေနဲ့အကြံပြုလိုပြီးနှစ် S ရဲ့အစရက်ဖြစ်တဲ့နှစ်စန်းတရက်နေ့နနက်9:00နာရီမှနေ့လယ်7:00 34မိနစ်အတွင်းမှာ PC အောင်ဆောင်ရွက်စီလိုပါရခင်ဗျာဥကောင်းဆေးချင်းဆိုတဲ့ဒီမှာငွေဖလားတဲ့ကိုဥကောင်းဆေးတဲ့အခါငွေဖလားတဲ့ကိုတယောနှစ်နန့်သာရီများရောဆက်ခါယဒနာ၃ပါးကိုအာယုံပြု၍အနန္တောအနန္တ၅ပါးကိုဥထိတ်တင်ရှင်ခိုးပြီးတော့တောင်းစုပြုပြီးတဲ့အခါမှာဥကောင်းဆေးရပါတယ် ထိုနေ့ဟာနှစ်တနှစ်ရဲ့အစပထမရက်တရက်ဖြစ်သဖြင့်မိษွေတို့ဤလောဘဒေါသမောဟများကိုထိန်းချုပ်၍မေတ္တာပါဝနာတရားစီးပြန်ခြင်းပေကန်းစွန့်ကြဲခြင်းနဲ့မိမိတို့နိုင်ရာသီလစောက်တည်ခြင်းများကိုပြုလုပ်စီလိုပါရခင်ဗျာအစာကောင်းမှအနောင်သေးချမီဆိုတဲ့ဆိုရိုးရှိတဲ့အတိုင်းထိုနှစ်ဟာနှစ်တနှစ်ရဲ့အစနှစ်စန်းတရက်နေ့ဖြစ်သဖြင့်ထိုနှစ်မှာထိုနေ့မှာနှစ်စန်းတရက်တရက်ထဲမှာအထူးသဖြင့်မိษွေတို့ထိခိုက် ယံစကားများခြင်းအမှုကိစ္စများယုံကလနာဆိုင်ရာ ကိစ္စအဝါဝါတို့ကိုဖြည့်ချင်းချင်းဆောင်ရွက်ချင်းပြုလုပ်ရန်မတင့်မဲနဲ့ဖို့နေ့ကိုဖို့ရာတွေမပြုလုပ်စီဖို့အတွက်အထူးဂရုစိုက်ဆင်ခြင်းဇေလိုပါ၏ထို့ပြင်ဖို့နေ့မှာဥပုပ်တီလာစောက်တည်ခြင်းပေးကမ်းဝေမျှဒါနပြုခြင်းကောင်းသော မင်္ဂလာစကားများကိုနမိတ်ဆောင်ပြောဆိုခြင်းများပြုလုပ်ကြပါကုန်လံလူကြီးမိဘဆရာသမားများကျေးဇူးရှိသူများအသက်ကြီးရွယ်အိုများနှင့် လူကြီးမိဘဆရာသခင်တို့အားငါပါသောထီချင်းဖြင့်ယိုကျိုးကတော့လက်အုပ်မိုး၍ရှင်ကိုကာဝရပြုခြင်းအလို့ငါမင်္ဂလာတရားတော်နဲ့လည်းညီပါပေတယ်ခမရထီချင်းငါးပါးဆိုတာရှေလနှစ်ဘူးတထောင်ဒူးကိုထီပြီးတော့ဥခိုက်စေခြင်းကိုဆိုလိုခြင်းဖြစ်ပါတယ်ခမရထို့သူလူနတ်ဗြမအရိယာပုဂ္ဂိုလ်သူတော်စင်တို့ရဲ့ဆောင်မကြည့်ချူစောင့်ရှောက်ခြင်းခံရတတ်ပါတယ်ခမရမိဘဆရာသမားတို့ရွှီချီကျူးထောပနာစူတောင်းမြေတာပြုခြင်းကိုရရှိနိုင်သဖြင့်ထိုနှစ်ဟာ ထိုသူပြုလုပ်သူအတွက်အဘယ်မှာအဆိုးရှိနိုင်မှာလဲဤကနှစ်တနှစ်ရဲ့နှစ်ကူအခါတမရ၌တနှစ်မှာတကြိမ်သာပြုလုပ်လို့ရသောမင်္ဂလာဖြစ်ပြီးဒုက္ခိဒုက္ခမင်္ဂလာကောင်းကျိုးအဖျားဖျားနှင့်ပြည့်စုံစေလိုကြောင်းဆရာကတတ်တည်သူပြောပြလိုက်ပါတယ်ခင်ဗျာဆရာငယ်ဖြစ်ပါတယ်ခင်ဗျာထပ်မံပြီးတော့ဆရာက1388ခုနှစ်အတွက်မြန်မာပြည်ဂျိုးအဖွဲ့အစည်းသဘောနဲ့ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာ ဒီဂျိုအဖွဲ့အစည်းတွေကိုရွတ်ဖတ်ဟောကြားတဲ့အခါမှာဂျိုကြီးများရဲ့သဘောများဟာရှေ့ဆရာကြီးများရဲ့နီးနာအတိုင်းကိုယူဆထားတာဖြစ်ပါတယ်ခင်ဗျာတချို့ဂျိုနေရအထားသူအလွဲအမှားလေးရှိခဲ့ပါကဆရာရဲ့စေတနာအပြစ်သာဖြစ်ပါစေတော့မပြေတော့ဘူးဘောင်ခတ်တယ်လို့မှတ်ပြီးဇီလိုပါတယ်ခင်ဗျာ1389ခုနှစ်အတွက်မြန်မာပြည်ဂျိုအဖွဲ့အစည်း နေနေအရှင်ဂျိုခုနှစ်လုံးထဲတွင်1389ခုအုပ်ဆိုးသောဂျိုများမှာဗုဒ္ဓဘူးဂျိုကနနေယာတနင်္ဂနွေဂျိုကသုံးနေရာနဲ့အင်္ဂါဂျိုတောက်ကြဂျိုစနေဂျိုတို့အတိအကျပါဝင်လာကြပါတယ်ခင်ဗျထူးခြားသည်ကဒီနှစ်မှာဂျာဇာပရီဂျိုမပါဝင်လာပါဘူးဂျာဇာပရီဂျိုမပါဝင်လာတဲ့အတွက်ပညာရေးဆိုင်ရာကိစ္စရပ်မှာတိုးတက်နိုင်စရာတော့မရှိပါဘူးထို့အတူ၎င်းဂျိုမပါဝင်လာခြင်းကြောင့်ပညာရေးဆိုင်ရာလုပ်ငန်းများဗန်လုပ်ငန်းများ ဘာသာစကားသင်တန်းနဲ့ပတ်သက်သောအရာများလူမျိုးရေးဆိုင်ရာကိစ္စများအားနည်းစေတတ်သောနှစ်တစ်နှစ်ဖြစ်ပါတယ်ခင်ဗျာ ထုံနှစ်မှာပဲပဲပြောင်းနှံ့အဆရှိသောခြံထွက်တွေတွင်းထွက်ပစ္စည်းတွေခြံထွက်လေယာထွက်ကုန်တွေဈေးကောင်းတက်ပါတယ်ခင်ဗျာမီးဘေးတခိုးဘေးမုန်တိုင်းဘေးမိုးလေရာသီဥတုမှန်မှန်ချင်းပြီးအဆရှိသောအရာများကြောင့်စိုက်ပျိုးသီးနှံများရှားတတ်ပါတယ်ခင်ဗျာ လက်မှုလုပ်ငန်းများအိမ်သွေးမှုလုပ်ငန်းများဘာသာရေးဆိုင်ရာကိုးကွယ်ယုံကြည်မှုများ လော်ကီပညာရများပုံမူကျေပြန့်စွာထောက်ကားနိုင်သောနှစ်ဖြစ်ပါတယ်အမှုပညာလုပ်ငန်းများဖြောဖြေးရေးဆိုင်ရာလုပ်ငန်းများပုံမူကျေပြန့်စွာထင်ပေါ်လာနိုင်တော်လဲတစ်ဖက်တွင် အသိပညာရှင်များအတတ်ပညာရှင်များတစ်ဖြည်းဖြည်းတိမ်မြုပ်ပျောက်ကွယ်လာနိုင်ပါတယ်ဂျားဖြတ်ပြောလို့လာက1989မှာဂျာစာပတိဂျိုမပါဝင်လာတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ အုံနောက်ညာအားနေတဲ့သူတွေစဉ်းစားတွေးခေါ်မှုအားနေတဲ့သူတွေဟာစီးပွားတက်ရှင်ကိုအားနေစီတက်ပြီးတော့ဉာဏ်ပညာအတွေးခေါ်ရှိရှိလုပ်ရင်ခန္ဓာကိုယ်ခွန်အားကိုစူးစမ်းပြီးအသုံးချခြင်းထက်ဉာဏ်ပညာကိုအသုံးချတော့သူဒီရှေ့ကိုတာပြီးတော့ရောက်နေပါတော့အတေချာပဲဖြစ်ပါတယ်ခင်ဗျာ ထို့သူဘောမှန်တွင်းထွက်ပစ္စည်းများတတ်ထုပစ္စည်းများတဘာဝဓာတ်ငွေဆိုင်ရာလုပ်ငန်းများများစွာတိုးတက်နိုင်ပြီးရေထွက်ကုန်ပစ္စည်းများယင်ဆက်ပစ္စည်းများနိုင်ငံခြားခရီးသွားဆိုင်ရာလုပ်ငန်းများ OA Champion နေရာထိုင်ခင်းမီယာအပြောင်းအရွှေ့များများစွာဖြစ်ထွန်းတတ်သော နှစ်တနည်းဖြစ်ပါれ။အုပ်ချုပ်မှုစနစ်များဥပဒေဆိုင်ရာထုံးဖွဲ့မှုများအများပြုပြင်ပြောင်းလဲအများအပြားပြုပြင်ပြောင်းလဲနိုင်ပြီးအကောင့်ဘတ်တို့ဥတည်သွားနိုင်ပြီးတင်းကျပ်မှုများ ဖြည့်ရော့နိုင်တော့နှစ်တနည်းဖြစ်ပါတယ်။အင်္ဂါဂျူနဲ့တနင်္လာဂျူတို့ပြန်လဲပါဝင်လာခြင်းကြောင့်အစမှအခက်အခဲများစွာကြုံရနိုင်တော့냐လဲအဆုံးတက်မှာတော့မိများပြင်ခက်ခဲစေကမူအေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့စိတ်လုံခြုံမှုကိုပေးခြင်းကိုဥတည်သွားနိုင်တော့နှစ်တနည်းဖြစ်ပါတယ်ခင်ဗျာ။ဤက1388ခုနှစ်အတွက်ဂျူအဖွဲ့အစည်းနဲ့ဟောဇရန်ပြီး ဆရာအနေနဲ့ကြားဖြတ်ပြောလို့သူကယခုဟောစရံကအကောင်းမြင်ဝါဒကိုဥတည်ပြီးဟောကြားထားတာဖြစ်တဲ့အတွက်ဆရာမိတ်ဆွေတို့အနေနဲ့ဟောစရံကိုဟောစရံမြဖြစ်ပါကြောင်းနဲ့ဤက1388ခုနှစ်အတွက်ဟောစရံဖြစ်ပါကြောင်းဆရာမိတ်ဆွေတွေအားလုံးကိုအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာအဲဒီ1388ခုနှစ်မှာမိတ်ဆွေတို့အနေနဲ့အဲခုနှစ်ရက်သားခုနှစ်ရက်သားသမီးအပေါင်းတွေကအဲနေသားအားလုံးပေါ့ခုနှစ်ရက်သား၈ရက်သားသမီးတွေအားလုံး ဘေးပရာမှန်သမျှဝေးကွာကြပါစေဒါအပြင်ဒီ1389မှာစတင်ပြီးတော့ဇာတ်တို့လူမျိုးအသီးသီးဘာသာအသီးသီးတိုင်းပြည်မှာရှိတဲ့လူတွေအသီးသီးကမ္ဘာမှာရှိတဲ့လူတွေအသီးသီးအားလုံးဘေးပရာမှန်သမျှဝေးကွာကြပါစေကြောင်းဆရာငယ်ရဲ့မိသားစုနဲ့တကွာအားလုံးကိုဆုတောင်းမြတ်တာထောပနာပြုလိုက်ပါတယ်ခင်ဗျာအဲဒုဗိတ်တန္တရာကတတ်တန္တရာကယောဂကန္တရာကဆိုတော့ကကြီးသုံးပါးကနေကင်းဝေးပြီးတဲ့အခါမှာတူဦးပေါ်တူဦးအကျဉ်းနာနဲ့မြစ်တာနဲ့ထားနိုင်ပြီးတဲ့အခါ ီနှစ်ကို1989မှာစတင်၍နှစ်ပေါင်းများစွာတိုင်ဘေးဘီယာမှန်များဝေးกว่าလို့ကောင်းကျိုးအပြားပြပြည့်စုံကြပါစေကြောင်းဆရာ